ဟိုရပိုင်းကမင်္ဂလာဆောင်လေးတခုကိုတွေ့တယ်မင်္ဂလာဆောင်လေးတခုတွေ့ရတော့တခါဘုံဘုံမှမမြင်တွေ့ရတဲ့ပုံစံမျိုးတွေနဲ့မင်္ဂလာဆောင်မှာပေါ့နော်ကိုရီလည်းကြည်ပြီးတော့မှလေးပျော်စင်အားအခိုက်အတန့်လေးကိုရတာပေါ့နော်မပျော်လို့မှပါဇက်တော်မရှိရသေးဘူးနောက်နေလဲကြာရောဘာညာတတကာတွေတည်င်းနေတက်လာရောဒီလိုအချိန်မှလို့ဒီလိုတည်င်းမျိုးတွေတက်လာတဲ့ခါကြတော့လို့မဲလို့သရိုးသမီးလေးရတော့စိတ်ထဲကောင်းရှာမှာမဟုတ်ဘူးလို့သူအရန်ပျော်ရွှင်နေတဲ့အချိန်သူမင်္ဂလာယူနေတဲ့အချိန်ပေါ့နော် အခုလက်တလုံးပွဲဖြစ်နေတဲ့မင်းသမီးရလေတကယ်ကြီးအာသည့်အပုတ်အပွားဆိုတာသူ့တေကိုဒီမင်းသမီးရလဲတာဆိုပြီးအခုချိန်မှာလည်းလူ90နဲ့ဖောက်ပြန်တာလူ60နဲ့ဖောက်ပြန်တာလေအဲ့လိုမျိုးတွေတင်ထားပေမဲ့ပေါ့လေသူကလည်းအဲ့ဒီထုတ်လုပ်သူနဲ့တွဲနေတဲ့အချိန်တော့ရတယ်လော်တေးဟိုတယ်မှာလည်းအကောင့်တကောင်နဲ့ဖြစ်အလုံးမဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်ညီမခုတင်ဆက်ပေးမယ့် video လေးကတော့ကိုရွှေမန်းနဲ့နော်ဒီဒေါက်တာမလေးတို့ရဲ့မင်္ဂလာပွဲဆိုရင်အလုံးလည်းသိကြမယ်လို့ထင်ပါတယ်ရှင်သူများမင်္ဂလာယူနေတဲ့အချိန်မှာနော်ခုလိုမျိုးအတိတ်ကအကြောင်းတွေကိုနော် ဖောက်ကောင်လုံးလိုက်လို့ဆိုပြီးတော့နော်မအင်မိုသိန်းကပြောထားတဲ့ရှင်လူတိုင်းကအသိရှိကြတယ်ဆိုတာမှန်ပေမဲ့နော်ဒီအသိကိုလည်းနော်နားလည်ပြီးနိုင်ရမယ်ရှင်ဒီအသိမှဖြစ်ခဲ့တဲ့အကြောင်းတွေကို ိုကနော်မကျေနပ်တာမှန်တယ်ဆိုပေမဲ့လည်းနော်သူများမင်္ဂလာယူနေတဲ့အချိန်မှာတော့နော်ခုလိုမျိုးဖွင့်ဟပြီးတော့ပြောလိုက်တာတော့မကောင်းတော့ဒါပေမဲ့လည်းနော်ဒီမင်းသမီးကိုကွဲခြားတဲ့သူကနော်ကိုထွထွလို့လည်းတီးရတယ်ရှင်နောက်ပြီးတော့နော်ဒီမင်းသမီးတန်တာမိုးဒိန်းကနော်တကယ်ကြီးရတီးမှာနော်ပုပ်ပနေတာဆိုပြီးတော့နော်သူ့ရဲ့တငယ်ချင်းကပြောလာတယ်ရှင်ဒီဗီဒီယိုလေးထဲမှာဆိုရင်နော်အကြောင်းအရာပြည့်စုံပါပါတယ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ဟိုရပိုင်းကမင်္ဂလာဆောင်လေးတစ်ခုကိုတွေ့တယ်မင်္ဂလာဆောင်လေးတစ်ခုတွေ့ရတော့ တခါဘုံဘုံမှမမြင်တွေ့ရတဲ့ပုံစံမျိုးတွေနဲ့မင်္ဂလာဆောင်မှာပေါ့နော်အဲပြတာလေးတွေရိုက်ထားတာလေးတွေတိလာဟောတိုက်တန်နစ်ကပုံစံမျိုးလေးတွေအဲနောက်တခါအဖိုးရေယာပုံစံမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးရိုက်တော့ဟာပြည့်တက်တရားလဲအုံအုံထသဘောတွေကြကိုရီလဲကြည်ပြီးတော့မှလေးပျော်စရာအခိုက်အတန့်လေးကိုရတာပေါ့နော်အာပျော်စရာလေးကြည်နူးစရာလေးဆိုပြီးတော့မှအဲဒီလိုမျိုးလေးဖြစ်တာပေါ့လေမင်္ဂလာပွဲလေးဟောပျော်လို့မှပါဇက်တော်မရှိရသေးဘူး နောက်နေ့လဲကြာအောင်ဘာညာတတကာတွေတည်င်းနေတက်လာရောကျွန်မပုံမှန်အဖြစ်ဆို personal တွေဝင်မပြောပေမဲ့ဒါကတော့ကျွန်မနည်းနည်းလေးပြောချင်လို့เนาะပြောပြရစီပြောပြရစီဆိုတော့သုံးသက်စရာလေးရှိလို့ပါเนาะအမျိုးသမီးတွေနေရာကနေကျွန်မသုံးသက်ပြစရာလေးရှိလို့ပြောတာပါเนาะအကြောင်းမဲ့ကျွန်မဘယ်တော့မှမပြောဘူးအဲ့တော့လေပျော်လို့တောင်ပါးစပ်မရှိရသေးဘူးဟာနောက်နေ့လဲကြာအောင်ဟိုတည်င်းဒီတည်င်းနေရာတက်လာအောင်တက်လဲတက်လာတော့ကိုကလည်းလေဆက်စုကျန်တာပေါ့เนาะဆက်စုကျန်တော့လိုက်ကြည့်လိုက်ကြည့်လိုက်ကြည့်တဲ့ခါကျတော့အိုးအင်းအင်းအင်းပေါ့ အော်အင်း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 ပေါ့နော်ဒီလိုမျိုးပေါ့ဒါပေမဲ့ဘာသွားတွေးမိလဲဆိုတော့ကျွန်မမနေ့အောင် live လုပ်နေနေပြောနေသေးတယ်ဘေးကအဲဆိုင်ကအမနဲ့အောင်ပြောနေသေးတယ်။အော်လို့ဒီလိုအချိန်မှလို့ဒီလိုသတင်းမျိုးတွေတက်လာတဲ့ခါကြတော့လို့အဲဇန်နာရီမှန်နာရီမှားတာတွေတော့လို့မပြောလို့ပါဘူးလို့ဒါပေမဲ့လို့သတို့သမီးလေးရတော့စိတ်ထဲကောင်းရှာမှာမဟုတ်ဘူးလို့သူအရန်ပျော်ရွှင်နေတဲ့အချိန်သူမင်္ဂလာယူနေတဲ့အချိန်ပေါ့နော်စိတ်ထဲကောင်းရှာမှာမဟုတ်နေရတာလဲဘလို့ရင်းနေမလဲပေါ့နော် ဆိုတော့အဲ့တော့ကျမကလေသရိုးသမီးလေးနေရာကနေသရိုးသမီးလေးကိုလည်းပြောချင်တာပေါ့ကိုညမလေးလို့ပေါ့နော်အာကိုသမီးလေးလို့ကိုညမလေးလို့အဲကိုကလေအားပေးချင်တာနော်ကျမအားပေးစကားပြောချင်တာတခါတလေကြာရင်လေစပီသီးတွေခြင်တတ်ပါတယ်နော်ညမလေးအဲ့တော့ဒီလိုမျိုးအောင်မြင်တဲ့အဲအတိုင်းဝိုင်းတစ်ခုထဲမှာ propaganda တွေ rumors တွေဆိုတာရှိမှာပေါ့နော်အတိတ်ဆိုတာတွေလည်းရှိမှာပေါ့ဟုတ်တယ်လားနော်အတိတ်ဆိုတာတွေလည်းရှိခဲ့မှာပေါ့ဟုတ်တယ်လားဆိုတော့အတိတ်ရှိခဲ့တာက အဖြစ်မဟုတ်ဘူးနားလည်ပြီးလို့ရပါမယ်အတိတ်ရှိခဲ့တဲ့အတိတ်ကိုအချိန်အချိန်ခါပေါ်မှာအာမကြည့်ပဲနဲ့အဲလှန်နေသူကရှက်ရမှာလားအဲအတိတ်ဖြစ်ခဲ့တဲ့သူက ရှက်ရမှာလားဒါမျိုးလေးလည်းစဉ်းစားရမှာပေါ့နော်ဆိုတဲ့အခါကျတော့အတိတ်ကတော့လူတိုင်းရှိတယ်ကောင်းတာလည်းရှိမယ်မကောင်းတာလည်းရှိမယ်ဟုတ်တယ်လားရည်စားတွေပွေရှုပ်တာလည်းရှိခဲ့မယ်နော်ဆိုတော့ညီတို့ပင်ရှိခဲ့စီကမူကိုကချစ်လို့ခင်လို့တစ္ဆာတွေပြုတ်ပြီးတော့မှလက်ထက်ခဲ့ကြပြီးမင်္ဂလာယူနေကြပြီဆိုရင်ကို့ပေါ်မှာပေးထားတဲ့ဂတိတစ္ဆာစကားအတွက်အချိန်ပေးလိုက်ပါလို့ပဲအမကဒီနေရာပြောချင်တာ နော်ဆိုတော့လေတခါတလေကြရင်အမားတို့ဘေးပတ်ဝန်းကျင်ကရိုက်ခတ်တဲ့ဒဏ်တွေကိုစံကြန့်ခံနိုင်ဖို့လဲလိုသေးတယ်မှန်တာလည်းရှိမယ်မမှန်တာလည်းရှိမယ်ဟုတ်တာလည်းရှိမယ်မဟုတ်တာလည်းရှိမယ်ခြေကားတာလည်းရှိမယ်နော်နားကားလေးမွေးတယ်ဆိုတာနှာကားလေးမွေးတယ်လို့တောင်ဖြစ်သေးတာပဲဟုတ်တာလားနော်ခြေကားတာလည်းရှိမယ်နောက်တစ်ခုပေါ့လေအဲ့ဒါတော့ရည်စရာလေးအနေနဲ့ပြောတာပါတို့အမေခစ်မိတာလေးကိုလည်းပြောကြံလို့စခရင်ရှော့တယ် စကရင်ရှော့တွေဆိုရင်တို့မင်းကဘာပြောလဲဆိုရင် အမလီရဲ့စကရင်ရှော့တွေ AI နေဒီလောက်ခက်မိပြီးတော့မှဘန်အကောင့်နေတော့မှစကရင်ရှော့တွေကိုထပ်တူလုံလို့ရတဲ့ခက်ကြီးတဲ့မှာတဲ့စကရင်ရှော့တွေအဲနောက်တစ်ခါအကောင့်တူတွေဆိုတာအခုဓာတ်ပုံယူအခုဖွင့်အခုစကရင်ရှော့ရိုက်လိုက်လို့ရတဲ့ခက်ကြီးတဲ့မှာပေါ့နော်ဒါတွေကိုလည်းဟုတ်တယ်မဟုတ်ဘူးလို့ပြောတာမဟုတ်ဘူးတခါတလေကြတော့လေဟိုကိုကလေစဉ်းစားချင်းချင်းတက်ဖို့သွေးပူနေတဲ့အချိန်ကြလို့ရှိရင်မစဉ်းစားတက်ဘူးဖြစ်မှာစု ပေါ့နော်ဆိုတဲ့ခါကျတော့အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အတိတ်ဆိုတာရှိခဲ့မှာပဲအဲ့တော့ရှိခဲ့တဲ့အတိတ်မှာလည်းအဲတစ္ဆာရင်းလည်းပြုခဲ့ခြင်းလည်းပြုခဲ့မယ်ခြေချင်းမြတ်တာတွေလည်းအများကြီးပြီးခဲ့ခြင်းလည်းပြီးခဲ့မယ်နကိုရီမြခြင်းလည်းရီမြခဲ့မယ်ဒါရီဟာအတိတ်မှာရှိခဲ့မှာပဲလူတိုင်းဟာအတိတ်ရှိခဲ့တာအကြီးပဲနော်အေးဒါပေမဲ့အဲကိုနဲ့ရွှေလက်တွဲချပြီးကိုကိုဂရီတစ္ဆာတွေပြုထားပြီးပြီးဆိုအခုမှမင်္ဂလာဦးအိမ်ထောင်ဦးချစ်စခင်စကျင်နာစမှာအဲ့တော့ကို့အပေါ်မှာတဖက်လူရဲ့ပြီးတဲ့ အရာကိုပဲအရင်ရှေ့ရှုလိုက်ပါနော်အဲ့တော့တဖက်လူရဲ့ဂတိစကားတွေအတွက်ဖြည့်ဆည်းပေးဖို့အချိန်တစ်ခုပေးလိုက်ပါနော်ဆိုတော့အဲ့လိုမဟုတ်ဘဲနဲ့ဒီဘေးကရိုက်ခတ်တဲ့ဟာနဲ့ဒင်မဲကိုကအာလမ်းခွဲလိုက်တာမျိုးပေါ့နော်အဲ့နောက်တစ်ခါဥပိ္ပခါပြုတ်လိုက်တာမျိုးပေါ့စိတ်ဆိုးလိုက်တာမျိုးညီမလေးတို့စိတ်ပူနေရနော်ဒီကိုအာဒဏ်ရာအဖြစ်ထားလိုက်တာမျိုးဆိုလို့ရှိရင်ညီမလေးတို့ဒီအိမ်တို့သမီးလေးအတွက်ရေဒီအိမ်နောင်ဦးအတွက်ရေမတန်မှုဖြစ်တာပေါ့နော် အဲ့တော့လူတွေရဲ့သဘောမနှောမှာကလည်းအဲတာရင်မလိုတဲ့စိတ်ဆိုတာရှိပြီးသားပါနော်ဆိုတော့အော်တခါတလေကြာခုနပြောသလိုပေါ့စပီတီကခြံတက်တယ်ဟုတ်လားနော်စပီတီကခြံတက်တယ်ဝိုင်းပြီးတော့မှလည်းတွန်းပို့တက်ကြတယ်ဒီလိုမျိုးလေးတွေလည်းရှိတယ်အဲ့တော့ကိုကကို့အပေါ်မှာထားတဲ့ကိုရဲ့အဲကိုပေးတဲ့မေတ္တာတရားကို မှန်မှန်မှန်စစ်မစစ်ကိုအချိန်ပေးလိုက်ပါအဲ့ဒီပုံမှာပဲသုံးသက်ပါတခါတလေကြရင်ဘေးကပတ်ဝန်းကျင်ကရိုက်ခတ်တဲ့ဟာတွေပုံမှာပဲကိုကဆုံးဖြတ်လိုက်ရင်တကယ်ပဂတိဆုံးဖြတ်ချက်လေးတွေမှားသွားမှာစိုးရဲပေါ့နော်ပတ်ဝန်းကျင်ရဲ့အပြုံဒိုးနိုင်ငံကလည်းတခုရှိတာအကုန်လုံးကအထူးလေးကျင်ထားတဲ့စုံစမ်းထောက်လန်းရေးတွေကြီးပဲမြေလန်နာတိတ်တော်တယ်မြေလန်နာတိတ်တော်တယ် အဲ့တော့လေအိမ်တော်တစ်ခုတည်ကြပြီဟေးဆိုလို့ရှိလို့ရှိရင်ကောင်းတာတွေလည်းရှိခဲ့မယ်မကောင်းတာတွေလည်းရှိခဲ့မယ်အတိတ်ဆိုးတွေလည်းရှိခဲ့မယ်နော်အာကိုမကြေမချမ်းစရာတွေလည်းရှိခဲ့မယ်ဒိုးတွေဆိုလည်းဒီလိုပဲတစ်ခါတလေအခုချိန်ထိတောင်မှလေရီစာဟောင်းအကြောင်းอืมอืมဆိုပြီးတော့မှပြန်ပြီးတော့မှစကနာထိုးကြစေပေါ့နော်ဆိုတဲ့ခါကျတော့ဒါတွေကတော့ဖြစ်တတ်ပါတယ်အဲ့တော့ပျော်စရာအနေနဲ့ဘယ်ထားလိုက်ပါဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲမှာကိုကဘယင်မှာ ဒီပွဲမှာကိုကအောင်နိုင်သူဒီပွဲမှာကိုကအလေးနဲ့ပြုတ်ခံရတဲ့သူဟုတ်တယ်လားအဲ့ဒီဟာလေးကိုဆက်ထိန်ပြီးတော့မှတခါရင်ခြေချိတ်ပြီးခြေမိုးပြီးတော့မှကို့နားမှာကို့ကိုခစားတာကိုနဲ့ပေးလိုက်ပြီးတော့မှလှုပ်ခွင့်ပေးလိုက်ပြီးတော့မှ ချီမိုးနေလိုက်ပါเนาะအိမ်နောက်တစ်ခုကိုဒီပဝင်းကျင်ရဲ့ရိုက်ခတ်တဲ့သတင်းနေကြောင်းမလို့တော့အပြက်စီးမခံလိုက်ပါနဲ့အခုမှအိမ်နောက်ဦးစချစ်စခင်စကျင်နာစအရွယ်လေးမှာပေါ့เนาะအဲ့တော့အတိတ်တွေရှိခဲ့သလားဆိုတော့လူတိုင်းကတော့အတိတ်တွေရှိခဲ့တာပေါ့เนาะအာတို့ဆိုအမြဲတမ်းပြောပါတယ်ဟေးအော်ရီစာဟောင်း ကြီးစားတယောက်ရှိခဲ့လို့ရှိရင်ငွေ3သိန်းဆိုလို့ရှိရင်တင်းမှာငွေဘလောက်များများရအောင်လဲဆိုတို့ဆိုအမြင်နဲ့ရည်စရာပြောတယ်ရွှေတောင်ချားမှာအိမ်ဝင်လို့ရတယ်လေလို့ဟုတ်လားဆိုတော့ဒါရီယာအထူးစမ်းမအောင်အယောက်90ရို့ဘာအယောက်90ရို့အယောက်20ရို့နဲ့တွေ့နေရယ်နော်အဲ့ဒါလေးနေဒါရီယာလည်းမထူးစမ်းမအောင်ဟုတ်တယ်လားအဲဘလို့ခေါမလဲလူငယ်ဘုံကလွတ်လပ်တဲ့ဘဝမှာတော့ရည်စားလည်းရှိခဲ့မှာပဲ easyly လည်းရှိခဲ့မှာပဲအာဒီခေတ်ဆိုရင် living together လည်းရှိခြင်းရှိခဲ့မှာပဲနော်ဒါပေမဲ့အဲ့ဒါကအတိတ် အဲ့တော့လက်ရှိပြစ်ဆုံးပံမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှကောင်းလုပ်လိုက်ပါမိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမိမိပေါ်မှာဘယ်လောက်သစ္စာရှိသလဲမိမိပေါ်မှာဘယ်လောက်တန်ဖိုးထားသလဲမိမိပေါ်မှာဘယ်လိုမျက်နှိုးသလဲဆိုတဲ့ဟာကိုအချိန်ပေးလိုက်ပါเนาะအမားမှားခဲ့တယ်ဆိုလို့ရှိရင်လည်းအမားပြင်ဆင်ခွင့်ပေးလိုက်ပါလို့ပဲအမားဒီညားနေပြောချက်နေเนาะဘာဖြစ်လို့လဲဆိုတော့အိမ်နောက်တစ်ခု အမားအားကြရတဲ့အိမ်တော်ကြီးလေးဟာအမားအမားတို့ကိုယ်တိုင်တော်မှသဘောတွေကြရတယ်တိလားဟာအားကြရတယ်အိုးသဘောကြလိုက်တာကြည်စံအိုးချစ်စရာကောင်းလိုက်တာကြည်စံအိုးဒီလိုအိုင်ဒီယာမျိုးလေးရထက်လိုက်တာကြည်စံဆိုပြီးတော့မှလေအဲဒီလိုမျိုးလေးဖြစ်မိတယ်ပေါ့နော်ဆိုတော့လေအဲ့တော့ထပ်ပြီးတော့မှအမားကအားကြရတဲ့ ဟာမျိုးဖြစ်အောင်ကိုကလည်းအခွင့်အရေးပေးလိုက်ပါเนาะအဲ့တော့ပြင်ဆင်ခွင့်ပေးလိုက်ပါမှားခဲ့တယ်ဆိုရင်လည်းအမှားပြင်ဆင်ခွင့်ပေးလိုက်ပါเนาะအတိတ်ဆိုတာရှိခဲ့တာအတိတ်ဟာရှက်စရာမဟုတ်ပါဘူးเนาะဒီလိုပဲလူတိုင်းမှာအတိတ်ဆိုတာရှိပါတယ်เนาะအတိတ်ဆိုတာရှိပါတယ်အတိတ်ဆိုးတွေလည်းဖြစ်ခြင်းဖြစ်မယ်အတိတ်ကောင်းတယ်လည်းဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့မိမိနဲ့လက်တွဲတဲ့အချိန်ကနေစပြီးတော့မှမဖောက်ပြန်မှုမိမိကိုတန်ဖိုးထားမယ်မိမိကိုချစ်ချင်းမြတ်တာတွေအပြည့်ပေးမယ်เนาะမိမိပေါ်မှာတန်ဖိုးထားတယ်ဆိုတဲ့ဟာမျိုးကိုကအချိန်တစ်ခုပေးတော့မှအဲ့ဒါတွေက တစ်ဖက်ကလည်းပေးလို့ရမှာလေအချိန်တစ်ခုမပေးလိုက်ဘူးအမားပြင်ဆင်ခွင့်မပေးလိုက်ဘူးဆိုရင်အမှန်ကိုမြင်ရမှာမဟုတ်ဘူးမှားတယ်ဟုတ်တယ်မှားတယ်မှားတယ်ဆိုရင်မှားတာကိုမှားပြင်ဆင်ခွင့်မပေးရအတိတ်ပေါ်တော့တော့သူတို့သမီးလေးကတတ်တာပြန်ပါနော်ဆက်မှားတယ်ဆိုရင်အဲ့ချိန်ကြာမှဆုံးဖြတ်လေနောက်မကြသေးဘူးပေါ့နော်ဆိုတော့ကိုကတော့ဘာရမဟုတ်ဘူးဒီဟာလေးကိုကြည့်နေနေလေဩအာအဲတစ်ဖက်ကလည်း အဲဒီမီဒီယာရဲ့သတင်းပေါ်မှာမူတည်ပြီးတော့မှအာခြေမိုးကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဖွင့်ချတယ်အဲ့တော့အာတဖက်ကတဖက်ကလည်းအခုမှတခါတည်းပူပူနွေးနွေးလေးချစ်ဆခင်စားမှာဟာဒီလိုမျိုးကြီးအော့အော် တောင်းနေနေဆိုတော့ဘလို့ပဲဖြစ်ဖြစ်ခံစားရမင်းလို့ထင်လို့မလို့ဒီစကားလေးပြောတာပါနော်ဘလို့ပဲဖြစ်ဖြစ်ပိုင်းရှင်အစ်စ်မန်ဟာသရိုးသမီးလေးပဲဖြစ်ပါတယ် နော်ဘယင်မဟာလဲသတို့သမီးလေးပဲဖြစ်ပါတယ်အောင်နိုင်သူဟာလဲလက်ရှိတရဝင်းဂုံတိတ်ခါရှိရှိလက်ထက်ယူထားတဲ့သတို့သမီးလေးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရှေ့ဆက်ပြီးတော့မှခြေမိုးနိုင်အောင်လို့မှားခဲ့တယ်ဆိုရင် အမှားပြင်ဆင်ခွင့်ပေးလိုက်ပါနော်မဟုတ်ဖဲနဲ့ဒီအချိန်မှာကိုရီးကား ပြဿနာဖြစ်တယ်ဆိုလို့ရှိရင်အဲအများကြီးဝမ်းသာစရာတွေဖြစ်သွားမှာပေါ့နော်အဲ့တော့အိမ်နောက်တစ်ခုဆိုတာကအမအမြင်နဲ့ပြောပါတယ်ယင်ချင်းလဲကက်ရမယ်ကြောချင်းလဲယင်ချင်းလဲအက်ရမယ်ကြောချင်းလဲကက်ရမယ်ယင်ချင်းအက်တယ်ဆိုတာတယောက်နဲ့တယောက်နဲ့နှွေးထွေးမှုတွေပေးရမယ်ကြောချင်းကက်တယ်ဆိုတာအပြင်ကနေလာတဲ့အခုလိုမျိုး propaganda တွေ rumors တွေအတိုက်ခိုက်တွေကိုအတူတူရင်ဆိုင်ပြီးတော့မှဖြေရှင်းကြရမယ်ရဲဘော်ရဲဘက်တွေဘာမှမလုပ်ပြောရလဲမှန်တယ်နော်ကိုကအိမ်နောက်တစ်ခုပြုပြီဆိုလို့ရှိရင်နော်အတိတ်ကဘာပဲဖြစ်ခဲ့ဖြစ်ခဲ့နော်ကိုကနားလည်ပေးနိုင်ရမှာရှင့်သူ့ရဲ့အတိတ်ကိုကိုကလက်ခံပေး ေးနိုင်မှာเนาะအိမ်တော်တစ်ခုကရှည်ရှည်တည်မြဲမှာရှင့်ဒါကြောင့်မလို့မင်္ဂလူတွေအနေနဲ့လည်းเนาะကိုကအိမ်တော်တစ်ခုပြုတော့မှာဆိုရင်เนาะကိုနဲ့လက်ထပ်မဲ့တူရဲ့เนาะအသိကိုအရင်စုံစမ်းလေးလာပြီးတော့မှလက်ထပ်တင်တယ်เนาะခုလိုမျိုးမင်္ဂလာပွဲလုံးနေချိန်မှာเนาะအသိရဲ့မကောင်းကြောင်းတွေပေါ်လာခဲ့လို့ရှိရင်เนาะကိုကနားလည်မှုပေးနိုင်ပြီးတော့เนาะအိမ်တော်ရဲ့ကိုရည်ရှည်เนาะတည်မြဲအောင်လုပ်မှာဆိုရင်တော့ဘူကောင်းနေရှင့်ဒါပေမဲ့လည်းเนาะကိုကအသိကိုလက်မခံနိုင်မဲနဲ့เนาะကူမမင်္ဂလာတောင်းထားပြီးတော့เนาะစိတ်ဆိုးစရာစိတ်မကောင်းစရာတွေလည်းဖြစ်နိုင်နေရှင့် ပြီးတော့နော်ကိုယူတဲ့ယောက်ျားကနော်အရင်တုန်းကစိုးမိုက်ခဲ့တယ်ဆိုပေမဲ့နော်ကိုနဲ့ယူပြီးရင်လည်းလိမ်မာခြင်းနဲ့လိမ်မာသွားနိုင်နေရှင်တချို့ယောက်ျားတွေကနော်စားချစ်တုံးမှာတော့လိမ်မာကြအောင်ဆောင်ပေမဲ့နော်နောက်ပိုင်းကျရင်တော့သူတို့ရဲ့ဗီဇကိုလည်းပေါ်လာတတ်တယ်ရှင်နောက်ထပ်ဗီဒီယိုလေးကတော့မင်းသမီးတန်နာမိုးတိတ်ကနော်တကယ်ကြည်အားဒီမှာဆိုပြီးတော့နော်သူ့ရဲ့တငယ်ချင်းကပြောပြလာတဲ့ရှင်။နောက်ပြီးတော့နော်သူ့ရဲ့အပုပ်တွေကအခုမှပေါ်လာတာနော်။ပြောထားတဲ့ view file လို့လည်းညီမနဲ့တူတူစက်ကြည့်လိုက်အောင်နော်။အခုလက်တလုံးပွဲဖြစ်နေတဲ့မင်းသမီးကလေတကယ်ကြည်အားဒီအပုပ်အပွားဆိုတာ သူ့ရဲ့တငယ်ချင်း state တင်ထားလေဆဆူမပူလို့ရှင်တို့တွေ့ပြီးကြိုင်လာမတွေ့သေးဘူးဆိုလို့ရှင်လာရှင်တို့စိုက်တဲ့နေရာမှာစိုက်တယ်လို့နေရာယူလိုက်တော့ သူ့တငယ်ချင်းကတင်ထားတဲ့ဟာဒီလိုမျိုးတွေကဖြစ်တဲ့ဟာတွေကတကယ်ကိုမှလုံးဝကိုမှဝတ်အကြီးစားလဲတာဖြစ်တဲ့အကြောင်းမင်းသမီးကလေအဲသူ့တငယ်ချင်းကိုလည်းအတင်းတွေပြောပြတဲ့ခါကျဘဝပြတ်အောင်အထီတောင်မှလှုပ်ခဲတာတွေရောနော်ဘေးဒင်းနေစရာတွေနဲ့ပါလေလှုပ်ခဲတယ်ဆိုတဲ့အကြောင်းတွေပါသူ့တငယ်ချင်းက status တင်ထားလားအဲ့တော့ status တင်ထားတဲ့အကြောင်းပြန်ပြီးတော့ပြောပြမယ်ဒါမင်းသမီးဆိုပါဆိုဒါမင်းသမီးတငယ်ချင်းမင်းသမီးတငယ်ချင်းနဲ့မင်းသမီးတငယ်ချင်းရဲ့အမျိုးသားက director နော်အဲ့ဒီသူတို့နှစ်ယောက်ကိုလေရိုက်လို့မရအောင်လေသူ့ရဲ့ director ကိုလှုပ်ရှားလို့မရအောင်လေအထီတောင်ဒီမင်းသမီးက အကျင့်တွေရုပ်ခဲတယ်ဆိုတဲ့အကြောင်းသူကပြောထားတာပြီးတဲ့ခါကျတော့သူ့ရဲ့အကြောင်းတွေကိုလည်းဒီမင်းသမီးကအတင်းတွေကိုပြောထားတယ်အတင်းတွေကိုမှပပဆက်ဆက်ပြောတာခင်းနေတဲ့အချိန်တည်းမှာကိုကပြောတာဆိုတော့နောက်ကျောကိုဒိုးတဲ့ဒါနောက်ကျောကိုဓာတ်နဲ့ထိုးတဲ့တငယ်ချင်းပဲเนาะအဲ့ဒါမှအော်အော်နော်အဲ့ဒါအဲ့လိုမျိုးတွေပြောတဲ့အပြင်ကိုဒီကောင်မလေးရဲ့အမေတွေတငယ်ချင်းရဲ့အမေတွေရဲ့အဖေတွေရဲ့အကြောင်းတွေပါပြောတာအဲ့ဒါနဲ့သူကနေပြီးတော့အဲ့ဒီလိုမျိုးပြန်ကြားတီးတဲ့အခါကျတော့အဲ့လိုသူအတင်းတွေတုတ်ထားတာကိုတီးရတဲ့အခါကျတော့ Facebook ပေါ်မှာတင်ပြီးတော့แชร์တာ ချဲတဲ့အခါမှာဇလန်းဆလာဒီဒရိုက်တာကိုလုံးဝလှုပ်ရှားလို့မရအောင်အထီကိုလှုပ်တာသူကထုတ်လို့သူနံပါတ်1ထုတ်လို့သူ ਨੇ အဲ့ချိန်မှာတွဲနေတာဆိုပြီးအခါကျတော့နှစ်ထင်သွေးရောက်ပြီးတော့တအားကိုမှမောက်မာတာတဲ့တော့ဘသူ့အမကိုတဲ့လူမထင်ဘူးတဲ့အဲ့ချိန်မှာသူ ਨੇ ဒီထုတ်လို့သူတွေနဲ့မရိုက်ရအောင်လို့လေလဲပြောတာတခြားထုတ်လို့သူ ਨੇ ရိုက်ရိုက်မယ်ဆိုတာတွေရောလေတခြားထုတ်လို့သူ ਨੇ ရိုက်လို့ရှိရင်လည်းအဲ့တခြားထုတ်လို့သူစီမှာလဲတဲ့အတင်းလေးပြောထားတာတဲ့ပြောပြီးအခါကျဒီဒရိုက်တာကပဲလုံးဝကိုအတုံးမကြတဲ့ပုံစံနေနဲ့အတန်ဖိုင်နေရောသူ့စီမှာကိုလည်းရှိသေးတဲ့ เนาะအဲ့ဒါပြတကယ်လို့ဒါသူ့နဲ့ဇလန်းတွဲတွေရိုက်ရိုက်ပြီးအခါကျသူမပါရဘူးဆိုလို့ရှိရင်လည်းသူမပါရတဲ့ဇလန်းတွဲတွေဟိုတဲ့တက်တာခွင့်မရအောင်ဘလို့လုံးမလဲဆိုဆိုပြီးတော့အဲ့လိုမျိုးတွေရောတဲ့ချင်းချောက်တာတဲ့เนาะအဲ့တော့ဒီအချိန်မှာသူ့ရဲ့ဝတ်တွေကိုဒီမသမီးကလဲတာဆိုပြီးတော့အဲ့လိုမျိုးတွေတင်ထားတာအခုချိန်မှာတဲ့လူ90နဲ့ဖောက်ပြန်တာလူ60နဲ့ဖောက်ပြန်တာတွေအဲ့လိုမျိုးတွေတင်ထားပြီမဲ့ပေါ့အေး သူရတယ်အဲ့ဒီထုတ်လုပ်သူနဲ့တွဲနေတဲ့အချိန်တုန်းကတည်းလော်တေးဟိုတယ်မှာတည်းအကောင့်တကောင်နဲ့ဖြစ်လို့ပြဿနာတွေကိုသူရှင်းမာတယ်ရှင်းကြတာဟုတ်တဲ့အဲ့လိုမျိုးသူကိုယ်တိုင်ကိုကမင်းသမီးတငယ်ချင်းကိုယ်တိုင်ကမျက်စိနဲ့တက်အပ်တွေ့တာတဲ့เนาะအဲ့လိုမျိုးသူကမင်းသမီးရနေပြီသူတို့ဘဝတွေကိုအဲ့ဒီအချိန်တုန်းကပြက်ခဲအောင်လေးလှုပ်ထားတာတဲ့အဲ့ဒီအချိန်တုန်းကလည်းသူဒီဒီတယောက်ကသူတငယ်ချင်းငိုယိုပြီးတော့ light တွေလွှင်းခဲ့တဲ့ trauma တွေတောင်မှအခုထိပဲတဲ့ပြီးတော့ခါကျသူဆိုလို့ရှိရင်သူ့ယောက်ျားကိုတနာလုံးလုံးသူ့ရဲ့ဆက်ဆက်ထိမခံမှုကြောင့်မလို့ဆိုပြီးတော့သူ့ယောက်ျားများကားမြတ်ရတော့လာအဲ့ ကာမရရတော့တာလားဆိုပြီးအဲ့လိုမျိုးတွေတောင်းတာတွေထရမာတွေကိုဖြစ်ခဲ့တာတဲ့အမလေးစဆုမပူလို့ရအန်တမအော်နောက်ဆုံးကကြာတော့ဘသူကဘသူလို့ပန်းလို့တွေးတွေဖြစ်လို့ဘသူကဘသူကတနာမှန်ကိုမသိတော့ဘူးအေးဇက်တရာမပြီးသေးဘူးဒါလည်းမုံဆုံးမလေးမကင်းခါလို့ပဲ series ရှိတယ် ဒီ view လေးကတော့ minimi တယောက်ဖြစ်ပြီးတော့เนาะသူသူကเนาะတငယ်ချင်းတွေလှုပ်ရှားလို့မရအောင်ဆိုပြီးတော့เนาะရုပ်ရှင်တွေကို live ပိတ်ပစ်နေတာရှင်။ဒါကြောင့်မလို့ဒီကိုရွှေမန်းကเนาะဒေါက်တာမလေးနဲ့လက်ထပ်ယူသွားတာကသူကဝစ်လေတာနဲ့เนาะသူကဝစ်ခံလိုက်ရတာလည်းရှင်။သူကเนาะသူများပေါ်မှာမကောင်းကြံထားလို့ခုလိုမျိုးခံရတယ်ဆိုပြီးတော့ပြောထားတာရှင်။ဒီ view လေးကိုကြည့်ပြီးတော့เนาะမင်္ဂလာတွေနေနဲ့လည်းဘ ഹു တုဒါတခုခုရမယ်လို့ထင်ပါတယ်ရှင်။ညီမရဲ့ video လေးကတော့ဒီလောက်ပါပဲရှင်။နောက် video လေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်ရှင်။